ထာဝရဘုရား၏တရားတော်၌မွေလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းခန်းကြီး6တိုးတငယ်သည်တစိတ်ခုနှစ်ချက်တွင်တစ်ချက်ကိုဖွင့်သောအခါငါကြည့်လျက်မိုးကြိုးတံမြည်တကဲ့သို့တတဝါ၄ပါးတွင်တစ်ပါးကလာ၍ကြည်လောဟုဆိုသည်ကိုငါကြား၏။ထိုအခါငါကြည့်လျင်မြင်းဖြူတစည်းရှိ၏မြင်းစီသောသူသည်လေးကိုကိုင်း၏သူ၌တရဖူကိုပေးတော်မူ၏အောင်မြင်လျက်၎င်းအောင်မြင်ခြင်းက၎င်းထွက်သွား၏ ဒုတိယတစိုက်ကိုဖွင့်သောအခါဒုတိယတတဝါကလာ၍ကြည်လောဟုဆိုသည်ကိုငါကြား၏ထိုအခါမြင်းဤတစည်းထွက်၍စီးသောသူသည်ညီဝိချင်းကိုမြေကြီးကရုတ်သိမ်းခြင်းက၎င်းမြေကြီးသားတို့ကိုအချင်းချင်းအတေတက်စေခြင်းက၎င်းအခွင့်ရ၏သူ၌ဓာကြီးကိုပေးတော်မူ၏တတိယတစိုက်ကိုဖွင့်သောအခါတတိယတတဝါကလာ၍ကြည်လောဟုဆိုသည်ကိုငါကြား၏ထိုအခါငါကြည်လျင်မြင်းနှင့်တစည်းရှိမြင်းစီးသောသူသည်ချင်းတွင်ကို까요 တတဝ၄ပါးအလယ်၌ပြောတံဟူမူကဒေနာရီတပြားနှင့်ဂျုံဆန်တစ်ခွက်ကိုရိုက်မူယောဆန်သုံးခွက်ကိုရိုက်စီနှင့်စပြည့်ရီကိုမပြတ်စေနှင့်ဟုဆိုသည်ကိုငါကြား၏စရုထဒစိတ်ကိုဖွင့်သောအခါစရုထတတဝါကလာ၍ကြည်လောဟုဆိုသည်ကိုငါကြား၏ထိုအခါငါကြည်လျင်မြင်းမွဲတစည်းရှိ၏မြင်းစည်းသောသူသည်မရဏဟုသောအမည်ရှိ၏မရဏနိုင်ငံသည် ထိုသူနောက်သို့လိုက်လေ၏ သူသည်မြေကြီး၄စိတ်တစ်စိတ်ကိုအစိုးရ၍ဓာဘေးမွတ်တိတ်ချင်းပေး나၍တီးပေးမြေသားရဲ့ဘေးအဖြစ်တပ်ပိုင်သောအခွင့်ကိုရ၏ပြေစမတစ်စိတ်ကိုဖွင့်သောအခါဘုရားသခင်နှုတ်ကပတ်တော်ကြောင့်၎င်းမိမိတို့တက်တည်ခံချက်ကြောင့်၎င်းအတေတက်ချင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုရစ်ပလင်အောင်၌ငာမြင်၏ ူတို့ကလည်းတန်ရှင်းဟုတ်မှန်၍အစိုးပိုင်တော်မူသောအရှင်မြေပေါ်မှာနေသောသူတို့သည်ငါတို့အသွေးကိုတွန်းကြသောအပြစ်နှင့်အလျောက်ဓာမပေးပဲအဘယ်မျှလောက်ကာလပတ်လုံးနေတော်မူမည်နည်းဟုကြီးမားသောအတန်နှင့်ကြွေးကြော်ကြ၏ထိုသူတို့၌ဖြူသောဝိလုံကို ပေးတော်မူ၏သူတို့ဤသူအသေးတက်ချင်းကိုခံရလက်တန့်သောမိမိလုတ်ပေါ်ဆောင်ဘက်ညီအကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီခဏငြိမ်သက်စွာနေရကြအောင်မည်ဟုသူတို့အားမိန့်တော်မူ၏ စာရမတစိတ်ကိုဖွင့်သောအခါငါကြည်လင်ကြီးစွာသောနေလှုပ်ခြင်းဖြစ်၏နေသည်အမွေးဖြင့်ရက်သောအဝတ်ကျန်းကဲ့သို့မဲ၏လအလုံးသည်အသွေးကဲ့သို့ဖြစ်၏တင်မောတဖန်းမင်ကိုပြင်းစွာသောလေတိုက်လျင်အချိန်မတန်သောအသီးကျွေတကဲ့သို့ကောင်းငင်ကျဲတို့သည်မြေပေါ်သို့ကျကြ၏မိုးကောင်းငင်သည်စာဆောင်လိတ်တကဲ့သို့ရင့်သွား၏တောင်များကျွန်းများအပေါင်းတို့သည်မိမိတို့နေရာအရက်မှရွေ့ကြ၏ လော့ဂီဘရင်မူမတ်စစ်တူကြီးတထေးတကျဲခွန်အားကြီးသော သူမဆာ၍ကြုံများလူလွတ်များအပေါင်းတို့သည်မြေတွင်း၌၎င်းတောင်ပေါ်မှရှိသောကြောက်များ၌၎င်းပုန်းဆောင်လျက်နေ၍ထိုတောင်များကြောက်များတို့ကိုခေါ်လျက်ငါတို့အပေါ်သို့ကြကြပါပလင်ပေါ်မှာထိုင်တော်မူသော သူ၏မျက်နာနှင့်သိုးတငယ်၏အမျက်တော်ကိုကြွယ်ကာ၍ငါတို့ကို ဖုံးအုပ်ကြပါ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကားအဘယ်သူဒီခံရနိုင်မည်နည်းဟု ပြောဆိုကြ၏အာမင်